ကြောင်ကားဆရာကသူ့ရဲ့လမ်းကြောင်းမှာနေတိုင်းငင်းငယ်လေးနဲ့တက်တက်စိတ်ငိုနေခဲ့တဲ့ကလေးမတယောက်ကိုတတိထားမိခဲ့ပါရင်တနေ့မှာတော့ကားဆရာကလည်းလူအလုံးကိုချပီးပြီးရနောက်မဖြစ်နေတာလဲဆိုတော့ကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါရင်ကလေးမလေးရဲ့ခေါင်းအောက်ကိုကြည့်လိုက်တဲ့အခါမှာတော့သူတွေ့လဲရတဲ့အရာကသူ့ကိုလုံးဝအံ့အားသင့်သွားစေခဲ့ပါရင်ဟာရိုမေဆင်းဆွဲလူကနှစ်ပေါင်း38နှစ်အကြာကားပြင်ဆရာဖြစ်အလုံးလုံးခဲ့ပြီးတော့အငိမ့်စားယူသွားတဲ့အခါမှာအိမ်မှာပဲ ုင်နေလို့မဖြစ်ဘူးလို့တူတွေးခဲ့ပါရီဘာမှမလုပ်ပဲနေနေမယ်ဆိုရင်ပြင်းကြီးတော်ဝေတီဗီကြည့်အဝေအတိတ်ပဲမရှိတဲ့စကားဝေနဲ့အချိန်အကြာကြီးမနေ့စာစားနေရတော်ဝေကသူ့အတွက်ငင်းဝေးစရာကောင်းနေခဲ့ပါရီဒါကြောင့်သူဟာဘရုတ်ဒေးဆွဲမြောက်ပိုင်းမြို့လေးမှာကြောင်ကားဆရာအဖြစ်အလုပ်ရခဲ့ပါရီအလောက်ကအတင်းငယ်အေးဆေးပြီးတော့ပုံမှန်လေးတွားနေတာကြောင့်မကြခင်မှာပဲကလေးဝေကိုသူချစ်ခင်လာခဲ့ပါရီသူတို့ရဲ့စုငန်တန်တွေသူတို့ရဲ့စကားပြောတန်တွေသူတို့ရဲ့တက်ကြွမှုတွေကသူ့ကိုအသက်ကြီးပြီးလို့မခံစားစေရအောင်ကူညီပေးပါရီ သူကသူ့ရဲ့ကားလမ်းကြောင်းကိုအလွတ်ရနေခဲ့ပြီးတော့ကလေးတော်တော်များများကိုလည်းနမဲဝေတိနေခဲ့ပါပြီးအရေးကြီးဆုံးအချက်ကသူတို့ထင်ထားတာထက်အများကြီးပိုပြီးတော့မြင်တွေ့နေရတယ်ဆိုတာပဲဖြစ်ပါရင်ဒါပေမဲ့တနေ့မှအရာအလုံးကပြောင်းလဲသွားခဲ့ပါရင် ပထမတော့သူဟာဂျောင်းသူအစ်တတရာဒူဒူရှာပြုမှုနေတာကိုတာမန်အတိုင်းပဲတတိထားမိခဲ့ပါလိမ့်။သပင်ရှိလေးနဲ့မျက်နှာကိုအမြဲဖုံးကွယ်ထားတတ်တဲ့ငယ်ပဲနုနယ်တဲ့မင်းကလေးတယောက်ပဲဖြစ်ပါလိမ့်။သူမကပထမဆုံးအချိန်ကားပေါ်ကိုတိတ်တိတ်လေးနဲ့မော့မကြည့်ပဲတက်လာခဲ့ပြီးချက်ချင်းပဲပတင်းပေးပါရှိရဲ့ရှေ့ဆုံးထိုင်ခုံမှာနေရာယူလိုက်ပါလိမ့်။မြတ်သောအဖြစ်တော့လူအတစ်တွေကနောက်ခန်းမှာလူမမီအောင်နေရှင်ကြတာပါဒါပေမဲ့သူမကစန့်ကျင်ဘက်ကိုလုံနေတယ်လို့ပဲဖြစ်ပါရင်ကားဆရာနဲ့ပို့ပြီးနေရှင်နေပုံရပါရင် ဟာရိုကဒါကိုသူ့ရဲ့စိတ်ထဲမှာမှတ်ထားခဲ့ပေမဲ့ဝင်ပြီးမဆုတ်ဖက်ခဲ့ပါဘူး။သူမဟာပုံမှန်အေးအေးဆေးနေတတ်တဲ့လူတစ်ယောက်လို့ထင်ခဲ့ပါရင်နေလစာစားချိန်ကစပြီးကလေးဝေကိုအိမ်ပြန်ပို့တဲ့အချိန်တိုင်းဟန်ဒရီရှိပါလို့ခေါ်တဲ့မင်းကလေးဟာငိုနေတာကိုသူသတိထားမိခဲ့ပါရင်သူမကအတန်ထွက်အောင်တော့မငိုပါဘူး။လက်အုပ်လေးရှိပြီးမငိုပါဘူး။တခြားကလေးဝေမကြည့်တဲ့အချိန်မှာမျက်ရည်ဝေကိုတိတ်တိတ်လေးနဲ့ဖြည်းဖြည်းချင်းတုံနေခဲ့တာပါ။သူမကတိတ်တဆိတ်ထိုင်နေခဲ့ပြီးတော့မျက်နှာကိုမှန်မှန်ကတ်ထားကလှုပ်တော့မလှုပ်ပါဘူး။ ဟာရိုကသူ့ရဲ့ဘဝမှာအများကြီးတွေးကြုံခဲ့ဖူးပြီးတော့ဒီကောင်မလေးတကွကွမားနေပြီဆိုတာကိုသတိထားမိခဲ့ပါရင်သူကသူမကိုနောက်ကြည့်မှန်ကနေတိတ်တဆိတ်နဲ့တတိပရိယရှိရှိစောင့်ကြည့်လာခဲ့ပါရင်မိန်းကလေးငယ်ကတခြားကလေးဝင်နေရောသူနဲ့ပါပဲသူနဲ့မှစကားမပြောပါဘူးပြီးတော့တနေ့မှသူမခွန်အောက်ကနေတထုတန်တကြိမ်မြည်တန်ကိုသူကြားလိုက်ရပါရင်သူလဲကြည့်ကြည့်လိုက်တော့သူမကအလင်းမြန်ထိုင်လိုက်ပြီးလက်ကိုအနောက်မှဝက်လိုက်ပါရင်ဟာရိုကလည်းအလုံးအစင်ပြေးရလားလို့မေးတဲ့အခါမှာသူမကမျက်လုံးမဖော်ဘဲနဲ့သူ့ရဲ့လက်ကန်ပေါ်ကကြာသွားတယ်လို့ပြန်ဖြေခဲ့ပါရင် ဒါပေမဲ့နောက်ပိုင်းမှာဆိုရင်သူမစီမှာဘာပေါဝါမှတူမတွေ့ခဲ့ပါဘူး။နောက်မတ်တိုင်မှာနောက်ဆုံးကလေးကိုချပေးပြီးတော့သူကကားပေါ်မှာခဏနေပြီးသူမထိုင်ခဲ့တဲ့ခုံစီကိုရှောက်သွားလိုက်ပါရင်ခါကိုင်းပြီးကြည့်ကြည့်လိုက်တော့သူမရဲ့ခုံအောက်ကလင်းဝင်ပေါက်လေးတတိလေးကိုတွေ့လိုက်ရပါရင်သူကအဲ့ဒီအပေါက်ထဲကိုလက်ထည့်ပြီးပလတ်စတစ်အိတ်လေးတစ်လုံးကိုဇွဲထုတ်လိုက်ပါရင်အထဲမှာဆိုရင်စေလုံးတွေပါပါရင်သူတေချာကြည့်ကြည့်လိုက်တော့နှလုံးတော်တရတော့ခုံသွားခဲ့ပါရင်အဲ့ဒါဝီကကိုဝန်သားစီဝီပဲဖြစ်ပါရင် အသက်၁၄နှစ်အရွယ်မိန်းကလေးတစ်ယောက်ဟာဘာကြောင့်အဲ့ဒီလိုဈေးဝင်လိုအပ်နေခဲ့တာလဲ သူဘဲကနေရခဲ့တာလေအမျိုးသားကလည်းဖုန်းကိုထုတ်ပြီးတော့ဈေးထုတ်ရပုံကိုရိုက်လိုက်ပါရင်ပြီးတော့အားလုံးကိုတီရှာပြန်ထည့်ပါရင်ဒါပေမဲ့အရင်နေရာမှာမဟုတ်ပါဘူးသူ့ရဲ့အိတ်ထဲမှာပါဒါကတော်တော်ကိုစိုးတဲ့ကိစ္စပဲဖြစ်ပါရင်သူလစ်လူရှူထားလို့မှဖြစ်တော့ပါဘူးအဲ့ဒီညနေမှာပဲသူကကျောင်းဆရာမကိုသူတွေးခဲ့တာဝေးအကြောင်းပုံနဲ့တော့ကမက်ဆေ့ပို့လိုက်ပါရင်ဘာတုံ့ပြန်မှုမှတော့မလာပါဘူးမနေ့မှာတော့သူကကျောင်းရဲ့ရုံးခန်းကိုဖုန်းဆက်ပြီးဇေယမကကျောင်းဆရာမအစီအဝေးမှာရှိနေခဲ့ပြီးတော့သူ့ရဲ့မက်ဆေ့ကိုစဉ်းစားနေဆဲပါလို့ပြန်ပြောပြပါရင် သူကဖုန်းကိုအရင်တင်းကျပ်စွာဆုပ်ကင်ပြီးတော့ချထားလိုက်ပါရီတူတူတော်လေးတို့ကထွက်ခဲ့ပါရီနောက်တနေ့မှသူဟန်နာကိုကြောင်းစင်းပြီးလမ်းလျှောက်လာတာတယောက်တည်းတွေ့လျက်ပါရီသူကဈေးဆိုင်ဘက်ကိုတွားနေခဲ့တာပါမင်းရဲ့အနေနဲ့ကြမှာသူမကစက်ကူအိတ်လေးတစ်လုံးနဲ့ပြန်ထွက်လာခဲ့ပြီးလမ်းတောင်ကအရက်ဆိုင်တဲကိုဝင်သွားခဲ့ပါရင်အဲ့ဒီကနေလူတယောက်ထွက်လာပါရင်ဟာရောကသူမရဲ့ပထွေဆိုတာချက်ချင်းသိလိုက်ပါရင်ဘာကြောင့်လဲဆိုရင်အရင်ကဟန်နာကိုချပီးတဲ့အိမ်အနားမှာသူအဲ့ဒီလူကိုတွေးခဲ့ဖူးတာပါအဲ့ဒီလူကသူမကိုတကူပြောပြီးတော့ ရည်တန့်မှုတမှုပေးလိုက်ပါရင်ပြီးတော့သူတို့ကားပေါ်တက်သွားကြပါရင်ဟာရောဟာဒီကိစ္စကိုလွတ်ထားလို့မဖြစ်တော့ဘူးလို့ခံစားလိုက်ရပါရင်သူတို့ရဲ့နောက်ကိုလိုက်သွားခဲ့ပါရင်ကားကလည်းမြို့အပြင်ကိုမောင်းထွက်သွားခဲ့ပြီးတော့တောအုပ်တနေရာမှာရပ်ခဲ့ပါရင်ဟန္နာနဲ့ပထွေးကကားပေါ်ကနေဆင်းပြီးတော့ပျော့ပဲစားထွက်တဲ့နေရာကိုရှောက်သွားကြပါရင်မကြခင်နောက်ထပ်အယောက်ကြား၃ယောက်ကသူတို့စီကိုရောက်လာပါရင်အဖွဲတစ်ခုလုံးဟာတတိမထားမိလောက်တဲ့အသုံးဆောင်ပစ္စည်းထားတဲ့တဲလေးစီကိုဦးတည်သွားကြပါရင်ဟာရောကလည်းရက်လိုက်ပြီးတော့911ကိုဖုန်းခေါ်ကာ အရွယ်မရောက်သေးတဲ့မိန်းကလေးတယောက်ကိုလူကြီးယောက်ျား၄ယောက်ကအတင်းခေါ်သွားတယ်လို့တိုင်ကြလိုက်ပါရင်သူကဖုန်းလိုင်းပေါ်မှာပဲနေပြီးတော့ခြုံပုတ်တွေနောက်ကနေစောင့်ကြည့်နေခဲ့ပါရင်ညက်ပတ်နေတဲ့ပတင်းပေါက်ကနေသူကဟန်နောက်ကိုနေရာမှာကပ်နေတာကိုမြင်လဲရပါရင်ပြီးတော့ပထွေကသူမကိုချိန်ချောက်တဲ့လေတန်နဲ့တကကုပြောနေခဲ့ပါရင်ဟာရိုကတော့ကိုအော်ပရေတာစီပြန်ပြောပြပါရင်အဲ့ဒီအခါမှာမထင်မှားထားပဲနဲ့လမ်းတော့လမ်းလာနေယောက်ကတဲအနားကိုရောက်လာပါရင် သူတို့ကလည်းပဒင်းပေါက်ကနေချောင်းကြည့်ပြီးတော့ဘာဖြစ်နေတာလဲဆိုတော့ကိုမြင်တဲ့အခါမှာတကားကိုခေါက်လိုက်ပါရင်အတွင်ထဲကနေမင်းကလေးတယောက်ရဲ့ကဲပါအောင်ဆိုရင်အော်တန်ကိုကြားလိုက်ရပါရင်တမင်းရဲ့အကြမှာရဲကားဝေကလည်းကားပါကင်နားကိုရောက်လာကြပါပြီရဲရရှိဝေကတကားကိုဖြွင့်ချလိုက်ပါရင်ယောက်ျား၃ယောက်ကကျမ်းပြေမှာလဲနေခဲ့ပြီးတော့ဟန်နာရဲ့ပထွေးကသူမနဲ့ရဲအရာရှိဝေကြားမှာရက်နေပြီးဒါကအထင်လွဲမှမှုလို့ပြောနေခဲ့ပါရင် သူတို့ကသူ့ကိုလက်ထိတ်ခတ်နေတော့မှပဲသူကဟာရိုကိုမင်းကြောင့်အားလုံးပြက်စီးသွားတာလို့အော်ဟစ်လိုက်ပါလေလက်ထိတ်ခတ်ပြီးတော့ခေါ်ဆောင်မတွားခင်ရခင်ပါပါဟန်နာကတော့တော်တော်ကလေးကိုလန့်တော့ရှာပါလေသူတို့ကသူမကိုလူနာတင်ကားပေါ်တင်ပြီးတော့စောင်းနဲ့ခြုံပြလိုက်ပါလေအရာရှိတယောက်ကဟာရိုစီကိုလာပြီးသူမကခမရကိုသူ့စီလိုက်တွားဖို့အတွက်ပြောနေတယ်လို့ပြောလိုက်ပါရင်ဟာရိုကလည်းခေါင်းရိပ်ပြီးတော့သဘောတူပြလိုက်ပါရင် ဟနာကိုဇေယျမှာဆစ်ဆေးလိုက်တော့ကိုဝင်ရှိနေတာအတိပြုခဲ့ပါရင်း။သူမကသူမရဲ့ပထွေးကညဖက်ဒီမှာသူမစီကိုလာရောက်လေပတ်တယ်လို့ပြောပြပါရင်း။သူမသားကြည့်ပေမဲ့သူကသူမနဲ့သူမရဲ့အမေကိုချိန်ကြပါရင်း။ဒါကြောင့်သူမကိုရိုင်းကြောက်ကြောက်လန့်လန့်နဲ့ကိုဝင်ပြက်ကျစေတဲ့ဇေဝေကိုဝေတောက်ခဲ့ရတာပါ။သူမကိုဆရာဝန်တွေကခွဲစိတ်ခံတဲ့ကိုခေါ်တော့ပြီးတော့အရာအလုံးအဆင်ပြေအောင်လှုံ့ဆော်ပေးကြပါရင်ခွဲစိတ်ခံကနေထွက်လာပြီးရင်တော့ဟာရုကသူမရဲ့လက်ကို ကင်ပေးထားခဲ့ပါရင်သူမဘလောက်အထီးကျန်နေတယ်လဲဆိုတာကိုသူနားလဲပါရင်အဲ့ဒီနောက်သိမှတ်ကြခင်မှာပဲသူမရဲ့အမေရောက်လာခဲ့ပါရင်သူမရဲ့အမေဟာလေကိုဝန်တဲတယောက်ဖြစ်နေခဲ့ပါရင်သူမကသူမသမီးရဲ့အဖြစ်အကြောင်းအားလုံးကိုသိပြီးရနောက်ဝမ်းနဲ့ထိတ်လန့်ပြီးလာမစိခင်ဘိုင်းနာလာခဲ့ပါရင်ဟာရုကသူ့အမေမီးဖွားခန်းထဲမှာရှိနေတော့ဟန်နာရဲ့ဘေးမှာပဲနေပြီးခဲ့ပါရင်ကလေးမလေးကသူ့အမေဟာဒီဖြစ်ရတဲ့ကြောင့်သူမကိုမုန်းတီးပြီးဒုတိယကလေးရောက်လာတဲ့အတွက်ကြောင့်သူမကိုအချစ်ရော့တော်မကိုဇွေးနေခဲ့ပါရင် ကျမကအခုဝင်ထုံးဝင်ပို့ဖြစ်နေပြီလို့ပြောပြခဲ့ပါတယ်။သူကသူ့မရဲ့မျက်လုံးထဲကိုကြည့်ပြီးတော့မဟုတ်ပါဘူး။တရေရောက်ထပ်ပြီးရောက်လာတဲ့အခါတိုင်းချစ်ချင်းမေတ္တာကညော့သွားတာမဟုတ်ဘူးလို့ပြောပြပါတယ်။ဒီလိုနဲ့မိခင်ကကလေးနဲ့အတူမိဖွားဆောင်ကနေပြန်လာတော့ဟန္နာဟာပထမဆုံးအချိန်ပြုံးလိုက်ပါတယ်။သူမပင်ပန်းနေပုံရပြီမဲ့လွတ်လပ်သွားပုံရပါတယ်။အဲ့ဒီနောက်ပိုင်းသူမကဟာရိုကိုဇွဲလေးတွေပြေးလိုက်ပြီးတော့အဲ့ဒီမှာ လာရောက်အားပေးတဲ့အတွက်ဂျေဆုတင်ပါတယ်လို့ရည်သားထားပါတယ်။သူအခန်းထဲကနေထွက်လာတော့သူလှုပ်ခဲ့တာရက်လိုက်တာမြင်လိုက်တာဝင်ရောက်ကူညီလိုက်တာကသူမကိုကဲတင်ခဲ့တယ်ဆိုတာသိလရပါတယ်။ပြီးတော့တခါတလေအဲ့ဒါဟာလူတာဖြစ်ခြင်းရဲ့အတိတ်ပဲပဲဖြစ်ပါတယ်။သူအခုဆိုရင်အရာအလုံးဟာအစပဲရှိသေးတယ်ဆိုတာနားလည်လိုက်ပါတယ်။စုံစမ်းစစ်ဆေးမှုတွေမေးမြန်းစစ်ဆေးမှုတွေတရားခွင်တွေရှိလာအောင်ပါပြီးတော့အရာအလုံးမေးမြန်းဆက်ပြီးသွားဖို့မလွယ်ဘူးဆိုတော့ကိုယ်လည်းတည်ပါတယ်။ဒါပေမဲ့အဓိကအရာကတော့ဖြစ်ပြီးသွားပါပြီ။အရေးတဲမှာပုံနေကြတဲ့မကောင်းစွာကိုအလင်းထဲစီဆွဲထုတ်နိုင်ခဲ့ပါပြီ။ ကျောင်းကပြည်တွင်းစုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ခဲ့ပြီးတော့ဒရိုက်တာကိုပြက်ကွက်မှုအတွက်လည်းအရေးယူခဲ့ပါရင်ပြီးတော့ဟာရူဟာဆက်ပြီးကားမောင်းနေဆဲပဲဖြစ်ပါရင်ဒလေးဝေကအရင်အတိုင်းစကားဝေပြောကြဆော့ကြပါရင်ဇွဲတီနဲ့ပြစ်နေကြပါရင်ဒါပေမဲ့အခုစင်တော့သူကသူတို့ကိုအရင်နဲ့မတူပဲကြည်ပါရင်သူကရီမောတက်နေတဲ့မကပါဘူးအဲ့ဒီနောက်ကွယ်ကဖုံးကွယ်ထားတဲ့ဇွိန်ပူပန်မှုတွေကိုပါခွဲခြားသိမြင်လာခဲ့ပါရင်တမနဲ့မှာဆိုရင်တေးရောက်ကရှေ့ဆုံးခုံမှာဇွဲလေးတွေထပ်ပြီးထားခဲ့ပါရင်ခမရကကျမရဲ့သူရဲ့ကောင်းပါပဲဟန်နာဆိုပြီးရေးသားထားတာပါ ကာမောင်းဆရာကြီးကလည်းပြောလဲပါရီဒါကြောင့်သူမကရှေ့ဆက်သွားဖို့အတွက်နီလန်းရှာတွေ့တော့ပါပြီကြီးစုပြပြိတ္တများအလုံးဂျေစုတူတင်ရှိပါခင်ဗျာ